ဒီနေ့မှာကျွန်တော်ကောင်းစင်တက်တာမြန်မာ New York Success Talk အဲ့တော့ကျွန်တော်တို့အခုမြန်မာနှစ်သက်ကလာတော့မယ်အဲ့မြန်မာနှစ်သက်လာတဲ့အခါမှာကျွန်တော်တို့ဟာလူတိုင်းမှာကျွန်တော်တို့ကဇုံ၃မျိုးရှိတယ်ကျွန်တော်တို့ခဏခဏ motivation သမားတွေကျွန်တော်တို့ trogan အထီးဆုံးစကားဒါပဲလေဟုတ်လား comfort zone comfort zone comfort zone တွေကထွက်ပဲအဲ့ဒါမျိုးစုံကျွန်တော် trogan ထိတယ်နော်အဲ့တော့ comfort zone ဆိုတာကျွန်တော်တို့ဘာလဲလူမှာတက်တောင့်တက်တာနေတဲ့နေပဲနေပဲတက်တောင့်တက်တာနေတာနော် အဲအဲတတောင်တတနော်တနဲ့ပေါင်းတာနော်အဲ့ဒါကိုမြန်မာစာမှာလဲမမပေါင်းတယ်နော်တတောင်တတတတောင်တတနဲ့ပေါင်းတယ်မဟုတ်ဘူးနော်တတောင်တတနော်တတောင်တတနော်လူမှာတတောင်တတနေတဲ့ဇုံရှိတယ်အဲ့တော့အဲ့ဒီမှာပဲနေနေတွေ့တော့အစင်သိပ်ပြည်တယ်တတောင်တတဇုံဆိုတာအလွန်ဆေးပြည်တယ်ကိုဘာလို့လို့ကိုအားပေးထောက်ခံမဲ့သူတွေကြီးပဲဆန်းကျင်မဲ့သူလဲတယောက်မှမရှိဘူးနေလို့သိကောင်းတာဝါနေလို့သိကောင်းတာဆိုပြီးကြာကြာနေလိုက်လေလေကြာရေဘာဖြစ်သွားမလဲခက်ခဲလာလေအဲ့တော့ကျွန်တော်တို့ဘယ်လိုသွားမလဲ stress zone ဆိုတာရှိတယ် stretch zone a stress zone ဆိုတာဘာကိုပြောတာလဲ stress zone ဆိုတာကျွန်တော်တို့ကကိုယ့်ဘဝမှာကိုယ့်အတွက်အလွန်ခက်ခဲတဲ့ကိုယ့်အတွက်ဟာစိန်ခေါ်မှုတွေများပြားတဲ့အခြေအနေတစ်ခုဖြစ်တယ်။အဲ့ဒီအခြေအနေမှာကိုယ့်ကိုစန့်ကျင်တဲ့သူတွေလည်းရှိတယ်။ကိုယ်ပါလို့လို့ထောက်ခံခြင်းမှလည်းထောက်ခံမယ်။အားပေးခြင်းမှလည်းအားပေးမယ်။ဒါပေမဲ့အဲ့ stress zone မှာနေရင်ကျွန်တော်တို့ဘာဖြစ်လာမလဲ develop ဖြစ်လာမယ်။ကျွန်တော်တို့ landing ဖြစ်လာမယ်။စိန်ခေါ်မှုတွေရှိလာတဲ့အတွက်အေးတခုတော့ရှိတယ်။အဲ့လိုအောင်မြင်လာပြီအောင်မြင်လာပြီဆိုကျွန်တော်တို့ကဘာလဲတစ်ခါတည်းကြရင်ဘာလဲ ကိုမလုံနိုင်တာတွေအတင်းလုတ်တက်တယ်အလန်းကျယ်အလဲလက်ပြီးတော့ panic zone ကိုတော့မရောက်သွားဘူးလို့ရတယ်အဲ့တော့ lament တဲ့မှာကျွန်တော်တို့ကဘာမှရှိဘူးလို့လဲ stress zone မှာအငြင်းနဲ့လိုဟာရှိနေရကိုကိုကိုအငြင်းနဲ့စိန်ခေါ်မှုတွေရှိနေရအဲ့တော့ကျွန်တော်ခုနပြောသလိုပဲစိန်ခေါ်မှုတွေရှိတယ်ဆိုတဲ့နေရာမှာကျွန်တော်ခုနပြောတဲ့အဲကိုတခုခုတစုံတရာဆောင်ရွက်တယ်လို့ပြောရင်ကိုစက်ကြမဲ့သူတွေရှိတဲ့နေရာလဲကိုကသွားနိုင်ရမယ်ပြောနိုင်ရမယ်ဆိုတော့ကျွန်တော်တို့ဒါဘာသာရေးပြောတာတော့မဟုတ်ဖုန်းတော်ကြီးမြတ်တော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသူနဲ့အယူအဆမတူတဲ့သူတွေနဲ့လဲကောင်းစွာဆွေးနွေးတော်မူတယ် ဒါကြောင့်ကျွန်တော်တို့ကမြတ်စွာဘုရားရှင်ရဲ့အယူဝါဒမတူတဲ့ဗျမနာတွေရှိမယ်เนาะအဲ့ဒီခေတ်ကဟာတွေကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအလွန်လေးစားကြတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလာရင်အမြဲတမ်းခီဒီကောင်းစွာနေရာပေးလေးရှိတယ်ကောင်းစွာဆွေးနေတယ်ဘာလို့လဲဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးက तू နဲ့အယူဆမတူတဲ့သူကိုဘယ်တော့မှ तू အပြစ်တင်ပြီးတော့ဆွေးနွေးလို့မရှိဘူးဒါပေမဲ့အယူဆဟာငါ့ကိုအားပေးထောက်ခံတယ်ငါတာဝကတွေရှိမှပဲနေမယ်ဆိုတာမလုပ်ဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအမြဲတမ်းသူ့ရဲ့အယူဆကိုလောကလူသားတွေရှိပြည့်နှံအောင် तू စူးစမ်း stress zone မှာအမြဲတမ်းရှိတယ် เนาะကျွန်တော်တို့အလုံးအလုံးဆုံးပုံကိုကြည့်မယ်ဆိုလဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပဲအဲ့တော့ကျွန်တော်တို့ခုနပြောသလိုဘာသာရေးပြောတာမဟုတ်ပါဘူးဒါအဓိကကျွန်တော်ပြောချင်တာကကျွန်တော်တို့အနေနဲ့နှစ်သက်မှာပထမအောင်ဆုံးကိုကို stress လုပ်လိုက်နော်ကိုသိတ် comfort ဖြစ်နေရင် stress လုပ်လိုက်ကျွန်တော်တို့က panic ရောက်နေပြီဆိုရင်တော့မလုပ်မလဲညနေပြန်စဉ်းစားငါလုံးနိုင်တာတွေတက်ပို့လုံးနိုင်ပြီလားကျန်းမာရေးထိခိုက်နေပြီလားလူမှုရေးတွေထိခိုက်နေပြီလားမိသားစုအတွက်အချိန်မပေးနိုင်တော့ဘူးလားဒါဆိုရင်ကိုကနည်းနည်းလေးပြန်ပြီးတော့စဉ်းစားဖို့လိုတယ်ပေါ့နော်အဲ့ဒီနှစ်ခုကိုကျွန်တော်တို့ကအဲ comfort zone နဲ့ panic zone ကြားထဲမှာ နှစ်သစ်မှာနေနိုင်မှုတော့ပထမဆုံးစဉ်းစားမယ်ဒီနေ့ကျွန်တော်တိတ်အများကြီးမပြောတော့ဘူးเนาะမေးခွန်းတွေဖြည့်ကျင်တဲ့အတွက်เนาะကျွန်တော်တို့အဲ့တော့အဲ့တော့လို့သွားတဲ့အခါမှာပုံလေးနဲ့ကျင်ဒီလိုပုံပေါ့เนาะကျွန်တော်တို့ကဟိုဘက်ကပါမလဲကျွန်တော်တို့က comfort zone ဒီဘက်ကကျွန်တော်ဘာလဲ panic zone ကျွန်တော် stress zone မှာရှိရင်တတရပဲเนาะဒီလိုသွားနေတဲ့သူလူတွေကပို့ပြီးတော့လူတွေကြားထဲမှာကိုယ်တည်းအများရန်ခေါင်းပေါ်ပြီးတော့အများရန်အရှိကိုရောက်နေမှာဖြစ်တယ်အဲ့တော့ကိုယ့်ကိုယ်အများရန် stretch ဖြစ်နေဖို့ကအလွန်အရေးကြီးအဲ့လိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ကဒီနေ့ခစ်ကြတော့ကျွန်တော်တို့ဒီအရင်ခစ်နဲ့မတူတော့ဘူး အော်ကိုလှုပ်ချင်တဲ့ stress zone ထဲမှာကိုလှုပ်ချင်တဲ့အရာတခုအောင်မြင်ဖို့ဆိုရင် innovation sweet spots ရောကျွန်တော်တို့ကဘာမှရှိတဲ့ပညာရှင်တွေကအဲ formulate လုပ်ခဲ့တယ်။သူမှစဝိုင်း၃ခုပဲရှိတယ်။ desirability desirability ဆိုတော့ကိုဖြစ်ချင်တဲ့ဆန္ဒပေါ့။ကိုလှုပ်ချင်တဲ့ဆန္ဒ။အဲ့တော့ကိုကနှစ်သစ်မှာကိုတခုခု customer တွေအတွက်ကိုရဲ့ပရိသတ်တွေအတွက်ကိုတခုခုအစ်စ်လှုပ်ချင်ပြီလို့ပြောရင်အဲ့ဒီအရာကိုလူတွေကလိုချင်ရမယ်။ကျွန်တော်တို့တီထွင်လိုက်တဲ့အရာတိုင်းလူတွေကမလိုချင်ဘူးနော်။ လူတွေမလိုချင်တဲ့အရာတွေအများကြီးပဲเนาะကျွန်တော်တို့ကလူတွေလိုချင်ရမယ်ဒါပေမဲ့လူတွေလိုချင်တိုင်းလည်းမရဘူးကျွန်တော်တို့ကဒုတိယအချက်ကတော့ဘာလဲဆိုတော့ flexibility လို့ခေါ်တယ် flexibility ဆိုတာနည်းပညာအရကျွန်တော်တို့ဘာလုပ်ရမလဲလုံနိုင်ရသူ့ကိုကျွန်တော်တို့က produce လုပ်နိုင်ရမယ်သူ့ကိုကျွန်တော်တို့က operate လုပ်နိုင်ရမယ်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့က viability လို့ခေါ်တယ် viability ဆိုတာတော့ကျွန်တော်တို့က business ရလဲကိုက်ရမယ်ဆိုဒီ၃ချက်ကိုကျွန်တော်တို့အမြဲတမ်းစဉ်းစားနှစ်သစ်မှာတေးကြတာတစ်ခုက stress zone ရောက်ချင်တယ်လို့ပြောရင်လူချင်းမင်းတို့အစ်စ်တစ်ခုတော့လုပ်ရမယ် ဒီနေ့လောက်တဲ့အချိန်မနက်ဖြန်မှာဆက်လုပ်ပြီးတော့တပတ်ခါမှာလူချင်းမတို့ရလက်အစ်စ်တွေရကျင်နေလို့မရအောင်အဲ့တော့ရလက်အစ်စ်လိုချင်နေဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲပထမတစ်ချက်ကိုကဥမာဆိုပါဆိုကိုကစားတောက်ဆိုင်ဖွင့်ထားတယ်လို့ပြောရင်အ ਨੇ စုံတော့မီနူးအစ်စ်တော့ရောင်းနိုင်အောင်ကြိုးစားပေါ့နော်ကျွန်တော်တို့ကအဲ့ဒီမီနူးအစ်စ်တွေလူတွေကလိုချင်ရမယ်ဝယ်နိုင်ရမယ်နော်ကျွန်တော်တို့ကနာမည်လေးပြောင်းလိုက်တဲ့နဲ့လူတွေဝယ်တာတွေအများကြီးရှိတယ်နော်အမကျွန်တော်တို့အမြန်လမ်းပါဆိုတိတ်ရောင်းရတာဟာရှိတယ်ကြက်ကာလာသားကြက်လေဟုတ်တယ်မလားနော်ကျွန်တော်တို့ ဟိုဘက်ဆိုင်တဆိုင်အယောင်ကြက်ကာလာသားကြက်မို့သူရေးလေကြက်ကာလာသမီးကြက်တယ်အမလေးအလူရစားတယ်ဒါဒါပါပဲဘူးဒီပဲနောက်တဆိုင်ထက်ရေးလေကြက်မော်ဒယ်ကြက်ဆိုတော့ပိုစားကျွန်တော်ကလေးကြက်ရောက်ခမကြက်တွေပါလေဆိုပိုစားဆိုတော့ကျွန်တော်ကတော့ပြောသလိုလူတွေကတခါတလေကြရင် product innovation လို့ပြောတဲ့အခါမှာ desirable ဒီပေါ်သူတို့ packaging ပြောင်းလိုက်တာလားတခုခုပြောင်းလိုက်တာလုပ်လို့ရလူကြဒါပေမဲ့အဲ့ဒီပြောင်းလဲမှုဒီကျွန်တော်ဘာလုပ်ရမလဲနည်းပညာအရာဖြစ်နိုင်ရမယ်နောက်ဆုံးအရေးကြီးဆုံးကတော့စီးပွားရေးအရာလဲကျွန်တော်တို့က တွက်ချေကြိုက်ဖို့လိုအပ်ပါဆိုတော့ကျွန်တော်ပထမတစ်ချက်ကနှစ်သစ်မှာကျွန်တော်တို့ပြောခဲ့တာအချက်၃ချက်နော် comfort zone stress zone panic zone ကျွန်တော်ပြောခဲ့တယ်ပြီးတော့ဆက်ပြောတာကတော့ကျွန်တော်နောက်ထပ်၃ချက်ပဲကျွန်တော်ပြောတယ်ဗာလဲ desirability fixability variability ဘာဖြစ်လို့လဲဆိုတော့လူက၃ချက်ထပ်ဖို့မမှတ်မိဘူးဒါကြောင့်ကျွန်တော်တို့ကဟောပြောတာပဲဖြစ်လူတွေပြောတာပဲဖြစ်ဖြစ်ကို product ကိုဝယ်တဲ့ညောင်၃ချက်ဆိုတော့ပြီကျွန်တော်တို့ product ကိုဝယ်တဲ့ညောင်126ချက်ဆိုဘယ်သူမှဝယ်တော့မှာမဟုတ်ဘူးတော့ကျွန်တော်တို့နိုင်ငံရဲ့အလံမှာကြီးကြီးလိုက်ဘယ်နှစ်ညောင်လဲကျွန်တော်တို့ 300အများစုပဲเนาะကျွန်တော်တို့ဒါကြောင့်3ချက်ကိုကျွန်တော်အဓိကအားပြုပြီးပြောသွားတယ်မှတ်မိအောင်လို့နောက်တစ်ခုကတော့ကျွန်တော်တို့လာမယ့်နှစ်သစ်မှာကျွန်တော်တို့အရင်ဆုံးတည်ဆောက်မှာတော့ personal brand and business brand ပဲကျွန်တော် nation brand အားဖြင့်ကျင်းတော့ကျွန်တော်တို့ဒါတာဝန်ယူပြီးပြောတယ်ကျွန်တော်တို့ရဲ့ nation brand ဟာအလွန်အားနဲ့နေတဲ့အချိန်ဖြစ်တယ်လက်ရှိအချိန်မှာเนาะအချိန်အောင်အာရှမှာ nation brand အမြင့်ဆုံးနိုင်ငံဒီစင်ကာပူနိုင်ငံဖြစ်တယ်အာရှမှာ nation brand အမြင့်ဆုံးနိုင်ငံဒီဂျပန်နိုင်ငံဖြစ်တယ်เนาะကျွန်တော်တို့မြန်မာရဲ့ nation brand အားလုံးသိတဲ့အတိုင်းပဲအခက်အခဲတွေကျွန်တော်တို့မှာအများကြီးရှိတယ် ါပေမဲ့ကျွန်တော်တို့ကကျွန်တော်ကျွန်တော်နိုင်ငံကိုဆယ်ရက်တက်ပို့မခွဲနိုင်ဘူးဆယ်ရက်တက်ပို့မခွဲနိုင်ဘူးဆယ်ရက်ဆယ်ရက်ပြည့်ရင်ကိုယ်နိုင်ငံကိုပြန်မပြန်ရရင်မနေနိုင်ဘူးပန်ဆိုရန်ပလက်ဖောင်းမဲမဲတွေကိုလွှမ်းတယ်ကြီးကံမဲမဲတွေကိုလွှမ်းတယ်ကိုယ်နိုင်ငံကိုချစ်ရတာလဲတခါလေးကျတိတ်ဆိုးတဲ့ကောင်မလေးတယောက်ကိုချစ်ရတယ်လို့ပဲသူ့ကိုချစ်နေရတော့တိတ်ခံပြီးချစ်ရတယ်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကကိုယ် nation brand ကိုကျွန်တော်ပြန်တင်ဖို့သို့တော့ nation brand ဆိုတာကျွန်တော်တို့ control လုပ်လို့မရဘူးကမ်ပဏီရဲ့ brand တစ်ခုက control လုပ်လို့ရတယ်နော်ဘာဖြစ်လို့လဲ CEO နဲ့နော် MD နဲ့သူ့ရဲ့ management နဲ့ဆိုင်တယ် ကိုတယောက်တက်တာ manage လုပ်လို့ရကိုကုန်မယ်နိုင်ငံရဲ့ nation brand ဆိုတာ player တွေအများကြီးပဲအစိုးရဆိုတာလည်းရှိသေးတယ်။နောက်အစိုးရလည်းကောင်းပါတယ်တဘာဝတယန်စာဒီတဘာဝဘေးရန်နေဆိုရင် nuggets ဖြစ်သွားရင်လည်းနိုင်ငံမှာထိခိုက်တာ။ဟာတခါတည်းနိုင်ငံမှာအဖွဲ့အစည်းတွေကအမျိုးမျိုးရှိနေတာအဲ့ဒီ nation brand ကိုတိစောက်ဖို့တော်တော်ခက်ခဲတာ။ company brand ဆိုတာ CEO တယောက်တည်းကကောင်းကောင်းလုပ်ရင် okay တယ်ကျွန်တော်တို့က nation brand ကတော်တော်ခက်ခဲ။အဲ့ nation brand ကိုကွန်ထရိုးလုပ်လို့မရလောလောဆယ်ဘာကွန်ထရိုးကိုယ့်ရဲ့ personal brand ရတယ်။ ကိုယ့်ရဲ့ personal brand ကိုတော့အကောင်းဆုံးကောင်းတဲ့ကောင်းမွန်တဲ့မြန်မာ personal brand တစ်ခုဖြစ်အောင်ကျွန်တော်တို့စူးစမ်းအထောက်ဖို့လို့အဲတော့ကျွန်တော်တို့ personal brand ရချင်းဒါကျွန်တော်ငငယ်ရပုံဆူယူချက်စရာလေးလားအကြည့်တော့ပေါ်ချက်ဖို့ကောင်းပါလေအဆူယူမာတွေက motivation အပြည့်ပဲအဲတော့ကျွန်တော်တို့ personal brand ဆိုကျွန်တော်တို့ product တစ်ခုစပြီလို့ပြောရင်ကျွန်တော်လောကတွေကိုကျွန်တော်တို့ဘဝဆိုတာကျွန်တော်တို့ရဲ့ brand အတွက်ကျွန်တော်တို့ရဲ့တက်တန်းတစ်ခုပဲဘဝဆိုတာဘာကိုပြောတာလဲမွေးတဲ့အချိန်ကနေသေတဲ့အချိန် ကြားကာလကိုကျွန်တော်တို့ဘာလို့ခေါ်လဲဘဝလို့ခေါ်တယ်။အဲလူက personal brand လို့ပြောလူချင်းတို့ personal brand အဆင့်ဆင့်ပြောင်းလဲလာတယ်နော်။လင်းတန်းညိုကလွန်ခဲ့တဲ့အနှစ်20ကကျွန်တော်ကိုမြင်တဲ့ပုံနဲ့မတူဘူး။ဒီရွယ်တို့ကကျွန်တော်ကိုမြင်တဲ့ပုံမတူဘူး။နော်။ကျွန်တော်ငငယ်ကလူချင်းတို့ပြောရင်ဟိုယုံမလားတော့မသိဘူး။အမေကအများနဲ့ပြောတိတ်စကားနဲ့တာပဲ။စကားလည်းမပြောဘူး။အဲ့တော့အဲ့ဒီ personal brand ကိုကျွန်တော်အဆင့်ဆင့်စူးစမ်း။ချောတာအခုလည်းချောပါတယ်။ငငယ်တို့ကပဲချောတာမဟုတ်ပါဘူး။ အဲတဖြည်းဖြည်းကျွန်တော်တို့က personal brand ကိုစ조사လာအ personal brand ကိုစ조사လာတဲ့အခါမှာအဲကျွန်တော်တို့စေကျော်တက်လောက်ရောက်လာတဲ့အခါမှာစာယူပေယူပေါ့လေနော်အဲ့ဒီခေတ်ကတော့စာယူပေယူဆိုလူတွေကအထင်မကြီးဘူးအခုလည်းပဲတိတ်ထင်မကြည့်ပါဘူးเนาะကျွန်တော်တို့ကဆိုတော့စာရေးဆရာဖြစ်ချင်လားစာရေးဆရာလူတွေကလေးစားတယ်เนาะဒါပေမဲ့စာရေးဆရာနဲ့ပတ်သက်လူဖွဲ့စည်းရာ income တို့ဘာလို့တိတ်မပေးချင်ဘူးเนาะမပေးချင်ဘူးဒါကြောင့်လူချင်းတို့ ticket ပေးပြီး fees ပေးပြီးလာတဲ့အများကြီးတကယ်လေးစားတယ်တကယ်ပြောတာကျွန်တော်တို့က ဆာရေးဆရာကိုလေးစားလေးစားတယ်အမေနဲ့ဖေးကလည်းကျွန်တော်ငငယ်ကမေမေသားကြည့်လိုက်ရင်ဆာရေးဆရာကြီးဖြစ်ချင်တယ်ဆိုရင်ထမင်းငတ်တဲ့လုံလုံချင်လို့လာတယ်အဲ့ဒါတွေကကျွန်တော်တို့လူဖွဲ့စီပါအများကြီးပြင်ရနိုင်ငံတကာမှာဆာရေးဆရာဆိုတာကနော်အော်စကာမင်းသားနဲ့တူတူနေလို့ရတယ်ကျွန်တော်ကကျွန်တော်ကဒီဟိုဒီ literature award ရတဲ့ဆာရေးဆိုကျွန်တော် income ကအော်စကာမင်းသားနဲ့ level ပဲသူလည်း private jet စီးလို့ရတယ် ကျွန်တော်တို့မှာကျွန်တော်တို့ရဲ့ဒီ SAP industry မှာစာရေးဆရာကြီးတွေမှာအခက်အခဲတွေအများကြီးရင်ဆိုင်ရတာလင်းတန်းညို့တော့ကျွန်တော်တို့ SAP income တစ်ခုတည်းမဟုတ်ကျွန်တော်တို့က training နေတင်လို့ဒီ income တစ်ခုရလို့ကျွန်တော်တို့ရက်တည်နေတာပေါ့နော် SAP တည်တန့်ရက်တည်မယ်ဆိုကျွန်တော်တို့နိုင်ငံမှာအများကြီးအခက်အခဲရှိတယ်ဆို SAP ကိုဖွံ့ဖြိုးတိုးတက်အောင်မလုပ်ဘဲနဲ့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်ချင်တယ်လို့ကျွန်တော်ဘလို့မှမရဘူးပေါ့နော်အဲ့တော့ဒီဘယ်လောက်အောင်စာယူပေးယူဆိုတော်တော်ဖြတ်သန်းရတာဒီတဲမှာကျွန်တော်တို့မှာကျွန်တော်မိတ်ဆွေတွေတက်တာတွေရှိတယ်ကျွန်တော်တို့အဲ့တော့45ဘတ်စကားစီးရတယ်45ဆိုတော့အခုမရှိဘူးကျွန်တော်တို့လွယ်အိတ်ကလေးလွယ်ပြီးတော့ guide လိုက်တင်ရတာအိမ်တွေကို guide လိုက်တင်ရခုနက အဲ့ဒါခုနမမီးပြောတဲ့ skynet မှာကျွန်တော်ရိုက်တဲ့အချိန်ထိကိုကျွန်တော်ခိုင်းလိုက်တဲ့နေရာတုံးပဲ skynet ကိုတွားရပြီလို့ဆိုရင် skynet ဝင်းနဲ့ဝင်ရတာကိုဆိုတော့အဲကျွန်တော်ကအဲ့ဒါကားကားစီးရတာကားကားစီးရတာကားကားစီးဆိုနံပါတ်အနှံ့ကားစီးသွားတာအဲနိုင်နဲ့ပေးရတနာရီဘလောက်ပေါ့နော်အဲ့ဒီခက်ကဒါ skynet ကိုတော့တွားရိုက်တယ်အဲ skynet ရှိတဲ့အချိန်အဲ့ဒီအချိန်ထိကျွန်တော် bus ကားစီးတုံးပဲ55စီးတချို့အိမ်တွေကိုခိုင်းလိုက်တင်ရတာပေါ့နော်အဲ့ဒီခက်ကကျွန်တော်တလောက်ကို9000ရတယ်တယောက်ကိုတနေ့ကို2နာရီနဲ့တယောက်ကို3ယောက်3ယောက်တင်ရတာပေါ့နော်တရက်ကို3-4ယောက်ကျွန်တော်တင်ရတယ် ပြန်မဂဇင်းတိုက်တွေကိုစာမှုသွားပို့ပေါ့ရတဲ့စာမှုကဘယ်လောက်မှမရဘူးเนาะကျွန်တော်တို့ဒါပေမဲ့ခုနပြောသလိုစာရေးဆရာဖြစ်ချင်အောင်ကျွန်တော်တို့စ조사ရတာပဲအတဖြည်းဖြည်း조사ရင်းနဲ့ကျွန်တော်တို့ကအရေးကြီးဆုံးအချက်ကလူတွေကိုကျွန်တော်တို့ဆရာထက်တန်စွာနဲ့ဗာပေးချင်တာလေဆိုတာကျွန်တော်တို့အရေးကြီးအဲ့တော့လူတွေကိုဆရာထက်တန်စွာပေးချင်အောင်တိစောက်နိုင်ရင်ကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့ personal brand ဟာတဖြည်းဖြည်းနဲ့ develop ဖြစ်လာတယ်ကျွန်တော်တို့ကအကောင်းမွန်တဲ့ပညာတွေကိုကျွန်တော်တို့သင်ယူရတယ်ပြီးတော့ပို့ပြီးတော့ကျွန်တော်တို့ကလူဖွဲ့စည်းအတွက်ကောင်းမွန်တဲ့ ideas တွေကိုကျွန်တော်တို့ကစဉ်းစားနိုင် အဲ့လိုနဲ့တဖြည်းဖြည်းစ조사လာပြီဆိုရင်ကျွန်တော်တို့နေရာတစ်ခုကျွန်တော်တို့ကရလာတယ်အဲ့တော့ကျွန်တော်အသက်24 25လောက်မှာကျွန်တော်စာပေဟောပြောပွဲတွေစပြီးတော့ပြောလာပြီပြောတဲ့အခါမှာကျွန်တော်တို့အဖေရွယ်အဖိုးရွယ်ဆရာဆရာမကြီးတွေမှာဆရာမတန်းမြင့်အောင်တို့ဆရာချူညိုတို့ဆရာမောင်သားချူတို့စသဖြင့်ကျွန်တော်အဖေရွယ်မဟုတ်ကျွန်တော်အဖိုးရွယ်လောက်ရှိတာပေါ့နော်ကျွန်တော်တို့ဆိုတော့အဲ့လိုစပြီးပြောလာတဲ့အချိန်မှာခုနပြောတဲ့အခက်ခဲဆိုတာရှိတာပဲเนาะကျွန်တော်တို့က personal brand ကိုတိဆောက်တဲ့အခါမှာအာကျွန်တော်တို့က etiquette ကတော့ ထရိုးတာတွေရှိတယ်နော်အဲဒါကျွန်တော်ထရိုးရတာတွေကျွန်တော်တိတ်ကြိုက်လို့ထည့်ထားတာနော်ဒီဘက်ကဆိုကျွန်တော်အများနဲ့သဘောကျနွားဖြစ်တော့လဲတမ်းမန်လူတွေမဖတ်တော့လင်းတိုင်းညွန်စာအုပ်များဖတ်တဲ့ကနွားပါရေးစင်ပေါ်ရောက်သွားတယ်ဟာကောင်းလိုက်လားမားကတ်တင်းကျွန်တော်အဲ့တော့ negative လို့မမြင်ဘူးကျွန်တော်အဲ့ဒါတုံးပြီးအနည်းဆုံးတော့ဒီမှာကြည့်သူတို့ကကျွန်တော်ရဲ့ဟောပြောပွဲမှာ slide ပြင်ပေးသလိုပဲကျွန်တော်တို့သူတို့ကအခမဲ့ designer စီကျွန်တော်ဟောပြောပွဲမှာဟာတာထည့်ဖို့ရှားစရာမလိုဘူး online ကတက်ရှာပြီးကောက်ထည့်လိုက် ဲ့တော့ဒီဟာဒီကျွန်တော် see you at the top ဆိုတဲ့ message ပေါ့အဲ့ဒါကို तू က deliver လုပ်ပေးနေ marketing ကလူတွေကဒီတိုင်းပေးလို့မရဘူးလေအဲ့တော့ဒါကကျွန်တော်ရဲ့ဂုံတိတ်ခါလည်းမထိကြိုက်ဘူးကျွန်တော်ရဲ့ဟိုကျွန်တော်ရဲ့ personal လည်းမထိကြိုက်ဘူးဒါမျိုးကိုကျွန်တော်တို့ကအေးစစ်စစ်လက်ခံတယ်ဘာဖြစ်လို့လဲဒါ marketing တောင်ရသေးတယ်နော်ကျွန်တော်တို့ marketing တောင်ရတယ်အဲဒီမှာနော်ဟိုတင်းတင်းရဲ့ post ဆောက်မှာ see you at the top လို့နော်ကျွန်တော်တို့ဟိုလောက်လိုက်ပါတင်းကောင်းညွန့်ကောင်းမှာတရဖူစောင်းပြီလို့နော် ီမှာဘယ်တော့မှဆိုသူများရဲ့အထက်မှာပဲနေနေတော့လင်းသားညွန်ကြောင်းတက်စရာဆိုတော့ဒီအရေကဟိုကကတော့ဗျာလူငယ်တွေကအဲနည်းနည်းစိတ်တက်ကြတာလဲရှိကောင်းရှိနိုင်မှာပေါ့နော်။ဒါဆိုတော့လူငယ်တိုင်းကစိတ်ကျွန်တော်တော့မကြောက်ပါဘူး။ဒါပေမဲ့လူငယ်တိုင်းကစိတ်တက်ခုကမကောင်းတာရော။အဲ့တော့ attack တိတ်များလာရင်ပြုတ်ကျသွားနိုင်တယ်ဒါတော့ရှိတယ်။ဒါပေမဲ့ကျွန်တော်ခုနပြောသလိုပဲ negative ဆိုတာတော့လက်ခံရမှာပဲเนาะကျွန်တော်တို့ကအဲ့တော့စူးစားတဲ့ brand ကိုစူးစားတဲ့ကာလာမှာလက်ကြာလာတော့ဘာဖြစ်သွားလဲအရေးထူသွားလိမ့်။ကိုကမဟုတ်တာမလုပ်ဖို့လိုတယ်။ပြီးရင်ကိုရဲ့ ကိုအလုတ်ကိုကိုမှန်မှန်ဆက်လုပ်နေဖို့လိုတယ်။စင်မြောင်ရင်းကဲ့သို့ဆက်သွားနေဖို့လိုတာပေါ့နော် first concept အဲ့ဒါလို့ကျွန်တော်တို့သွားလာရင်ကျွန်တော်တို့ရဲ့အောင်မြင်မှုကျွန်တော်တို့ဆက်လက်ပြီးတော့ထိမ့်သိမ့်နိုင်မှာဖြစ်တယ်။ကျွန်တော်တို့ personal brand ကိုကျွန်တော်တို့ကဆက်လက်ပြီးတော့ထိမ့်သိမ့်နိုင်မှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကလူအဖွဲ့အစည်းမှာကျွန်တော်တို့ရဲ့နေရာတစ်ခုကိုကျင့်ဝတ်နေကြည်ကျွန်တော်တို့ကတည်ဆောက်နိုင်မှာဖြစ်ပြီးတော့အဲကျွန်တော်တို့ရဲ့ personal brand ကိုကျွန်တော်တို့ကတည်ဆောက်နိုင်မှာဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုလည်းကျွန်တော်ကဒါဒီနေ့က hobby ပဲမဟုတ်ဘူးလို့ပြောရ sharing ပါเนาะအဲ့တော့ခုနကပြောတဲ့မိကုန်းနေနဲ့လည်းဆက်ဆက်တာပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တစ်ချိန်ကြရင် ကိုယ်ကိုခွဲခြားဆက်ဆံတာပဲဖြစ်ကိုယ်ကိုဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟောပြောပွဲမှာဟာတအနေနဲ့သုံးလို့ရနော်ကျွန်တော်တို့ရဲ့အခုချိန်မှာဒါတွေအားလုံးကကျွန်တော်တို့ဟာပွဲမှာဟာတထည့်စရာမလိုဘူးကျွန်တော်အဲ့ဒီဟာတွေစုထားတာဘယုံကျွန်တော်ကွန်ပျူတာထဲမှာကြည့်ကြည့်လိုက်လင်းတန်းညွန် throw လုပ်ပြီးဆိုကျွန်တော် team ကအရင်ဆုံးစုပြီးကျွန်တော်စီပို့ထားတယ်ဘာဖြစ်လို့လဲဟာတပြောဖို့အဲ့ဒီ slide နှစ်ခုသုံးကိုသုံးတာတို့တို့ကအခမဲ့ကျွန်တော် designer တယ်လားကလည်းပေးစရာမလိုဘူးနော်ကျွန်တော်တို့ဆိုတော့လူငယ်တွေနေနဲ့ကိုယ့်ရဲ့ personal brand history ကို စ조사ဘူးလေအဲ့ personal brand history မှာ brand ကိုတိဆောက်တဲ့အခါမှာဒီသုံးချက်အရေးကြီးဆုံးပဲ think ကျွန်တော်တို့တွေးတဲ့အတိုင်း feel ကျွန်တော်တို့ခံစားရတာဖြစ်တယ်ပြီးရင်တော့ action အဲ့ကျွန်တော်တို့ဘာလဲကျွန်တော်တို့အတွေးတွေအရေးကြီးတယ်လူတယောက်နဲ့တယောက်အဓိကဆုံးဖြတ်ပေးတာတွေးခေါ်မှုပဲတွေးတာဒီကောင်းကောင်းမှုမမှန်ကန်တွေးပြီးတော့မှန်ကန်အားကောင်းတဲ့တွေးခေါ်မှုရှိရင်မှန်ကန်တဲ့ feeling ရှိမှာမှန်ကန်တဲ့ feeling ရှိမှာဘာလဲ brand ရဲ့ action action နဲ့ feeling ကတွဲဖို့လိုတယ် ဝင်နှန်းတွေကိုဖော်ရပြုံးကားဆိုတာ customer ကိုဆက်ဆံရမယ်လို့ပြောပြီးတော့ feeling ကမဖော်ရရင်ဗဇက်ကမင်္ဂလာပါကြိုးစားပါတယ်ဒီလိုတွေဖြစ်ကုန်တော့ကျွန်တော် feeling နဲ့ action ကအမြဲတမ်းတွဲဖို့လိုပါဒါကြောင့် code brown တိဆောက်တဲ့အခါမှာ think feel do ဒါလေးကိုလူချင်းမလို့ဘယ်တော့မှမမေ့ပါနဲ့အဲ့တော့ဒီမှာကြည့်ကြည့်ကျွန်တော်တို့က brand ကဘယ်လောက်ထိအရေးကြီးလဲဆိုတော့ဥမာကျွန်တော်ဒီမှာရေတံမှုတွေရှိတယ်။ကျွန်တော်တို့ city map တို့ဘာလို့ဝင်သွားရေတံမှုရွေးတော့မယ်ဆိုရင်လူချင်းမင်းတို့ ရေတံမှုပလင်းတစ်ခုကိုရွေးလိုက်ပြီလို့ပြောရင်အဲ့ဒီရေတံမှုတွေက test ကတကယ်ကွာရဲ့လားပြန်စဉ်းစားကြည့်ဘာမှကိုယ်ပစက်ထဲမှာမကွာဘူးနော် brand ဟာကျွန်တော်တို့ဘုံမှာဘယ်လောက် effect ရှိလဲဆိုတာပြောတာလူချင်းတို့မမြင်ဘူးတဲ့ရေတံမှု brand ဆိုဖောက်တောင်တောက်မှာမဟုတ်ဘူးเนาะကျွန်တော်တို့ brand ဒီလူတွေကသိပ်ပြီးတော့စဉ်းစားတာဖြစ်ပါတယ်ဒီလိုပဲကားဆိုရင်ကျွန်တော်တို့ကြည့်ကြည့်လိုက်လမ်းပေါ်မှာရှိတဲ့ကားတွေအားလုံးက shape ကသိပ်မကွာဘူးဒါပေမဲ့ Mercedes တက်လိုက်တာနဲ့ BMW တက်လိုက်တာလူတွေရဲ့အမြင်တွေကမတူတော့ဘူးကျွန်တော်တို့ အဲ့တော့ကျွန်တော်ဒီကားဒီမှာဒီတိုင်းကြည့်ရင်ကျွန်တော်တို့ကအားလုံးကရှိပ်တူတူပဲဒါပေမဲ့အမှ brand အနေနဲ့ဖော်ပြလိုက်ရင်လူကျွန်တော်ရဲ့ image တွေ expression တွေကအလွန်ကွာခြားသွားဒါကြောင့်လာမယ့်မြန်မာနှစ်သစ်မှာကိုယ့်ရဲ့ personal brand ကိုကျွန်တော်တို့ဒီ innovate ဖြစ်ဖို့လိုတယ်မြန်မာတယောက်ချင်း personal brand မြန်မာတွေမြန်မာတွေများလာရင်ပြည်တော်စုသမ္မတမြန်မာနိုင်ငံရဲ့ nation brand ဟာမြန်မာလာမှာ nation brand ကိုကျွန်တော်တို့က direct control လုပ်လို့မရအောင်သူမှ variations တွေအများကြီးရှိတယ်